ဖြစ်ရဘာဖြစ်လို့ဘာဖြစ်လို့တန်ရာဖြစ်တယ်ဒီတန်ရာလက်ကသူတို့အမသူတို့ခွေးရောစာကျူးရပကန်းနေစေးကမိုးချုပ်ပလဲစေးရမပြမှုဆိုလို့သူတို့ထင်းပူနဲ့နှစ်တာတမင်းအပူလေးကိုနှစ်တာလားအပူလေးကိုအော်ဦးလားတမီးရရှင်းမအော်ဦးလားအော်တော့လုံးဝချင်းမအော်နဲ့တန်ရာကတော့တကူလုံးမှာတော့ပြောင်းပြောင်းမတတ်ပါဘူးသူရိုက်ထလာတော့ဟိုခြေကောင်းစခြေစုံအကုန်လုံးတည်တယ် ညူမဲတွေပေါ့ဟုတ်ကဲ့ညူမဲဆွဲနေတဲ့ဘောပေါ့ညူမဲဆွဲနေအားနှစ်ဖက်ကိုညူမဲတွေဆွဲအားနှစ်ဖက်မှာလည်းညူမဲဆွဲနေတဲ့ဒီချောကုန်းကနေပြီးတော့ခေါင်းစာခြေစုံဟိုရိုက်ထားတဲ့တန်ရာပေါ်မှာရဲ့အဲ့ဒါကြီးတွေ့တယ်အားလုံးကရောက်ကြချင်ပါရောက်သူရောက်တဲ့လက်မခံဘူးသူ့ကိုပြန်ထည့်ပေးလို့လည်းဘလို့မှမပြောပြန်ထည့်ခြင်းဒီမထန့်ပြေးခြင်းဒီသူ့လောက်တမသူ့ကိုပြန်ရခြင်းမဲ့ခြင်းဟာအဓိကမကြတော့ဘူးကလေးရဲ့အသက်ရှင်မှုနဲ့ကလေးမှာရနေတဲ့တန်ရာတစ်ချက်တည်းကစိတ်ကူတောင်းမှုလုံးဝခံယူဖို့အဆင်ပြေတယ်ဒီကွန်ပျူတာတက်မှမရရဘူးအထရာဆောင်းနေတော့အခါကရိုက်ပြီးသွားပြီကျန်တဲ့ဒီခေါင်းပိုင်းဆိုင်ရာမှာလည်းသူကရှိတယ်ဒီခေါင်းမှာလည်းတန်ရာတွေအများကြီးအဲ့ဒါတော့ ဦးတာမငယ်ဆရာဝန်ကိုခုပဲမေးလာတဲ့ချိန်မှာ तू ကဒီခေါင်းထဲမှာတော့သွေးရုပ်ဆိုင်မှုဘာမှမရှိဘူးဖြစ်ရင်တော့လည်းသူတို့လုပ်ပြီပေါ့နော်ဒါပေမဲ့စိတ်ချရတယ်ဘာမှမဖြစ်ဘူးခလေးကတော့ခေါင်းမှုတွေပြောတာ哦အဲ့တောင်တော့တွတ်ထက်ပြီးတော့တေချာမေးခဲ့တယ်ခေါင်းမှုတွေခေါင်းကတည်းပြောမိတယ်ဒါပေမဲ့ခလေးကတော့အဲ့အုံနောက်ကတော့ခေါင်းနဲ့ပတ်သက်တာတော့တဲ့အဲ့ဆရာဝန်ကပေါ့နော်အခုဘာမှတော့စိုးရိမ်မှုမရှိသေးဘူးဒါပေမဲ့ဒီကလေးလေးဒီဥစ္စာရိုက်ဖို့အတွက်ကတော့ तू ကစောင့်ကြည့်နေတယ်အခုအထွာဆောင်းတော့ခဏခဏရိုက်ပြီးနေပြီရိုက်ကြည့်ပြီးနေပြီဒါပေမဲ့ဘာဖြစ်တယ်ဆိုတော့တိကျတဲ့ဖြေတော့မသိရသေးဘူးပေါ့နော် ဘယ်လိုလေးစားတွေ့ခဲ့လဲဆိုတော့ကျွန်တော်ကကျွန်တော်အမကို channel ကိုလိုက်ပို့တယ်ပေါ့နော် channel လိုက်ပို့ပြီးအပြန်မှာကလေးမလေးကလမ်းကျွန်တော်ဆိုင်ကိုအတင်းတားပြီးတော့လေးလေးကူညီပါအောင်သူ့ကိုကူညီပါပေါ့သူတို့တို့တို့ပဲကလေးမလေးရဲ့ဒီနားအချင်မှာသူအလုပ်လုပ်တယ်ပေါ့သူ့ကိုသူ့မိကပဆိုင်ဥထားရတော့သူကလေးကိုရိုက်တယ်နှိပ်စက်တယ်ပေါ့အဲဒါသမီးဆိုင်ကိုလိုက်ခါလာခဲ့လေးလေးရွာရောက်မှကျေးရွာရဲ့တာဝန်ခံနေနဲ့ခေါ်ပြီးတော့ညှိနှိုင်းပြီးတော့သမီးကိုကူညီပေးမယ်ဆိုကျွန်တော်ရွာကိုခေါ်လာတော့ ဦးလာသိန်းတို့ဒေါ်လုံးတို့အိမ်မှာကလေးကိုခဏအဲ့ထားတယ်အဲ့ထားတဲ့အချိန်မှာအဲ့အမလိုက်ရှာတယ်ရှာလဲရှာလဲရှာအောင်ဒီအိမ်မှာအဲ့ထားမှန်ကလေးကိုတီးတော့ तू ကကလေးကိုထုတ်ပေးပါပေါ့ तू ကလေးနဲ့တွေ့ကျင်တယ်ပေါ့အဲ့ဒါအမခဏလေးလာအမနဲ့ကျွန်တော်လည်းစကားနည်းနည်းပြောစရာရှိတယ်ပေါ့ညီနိုင်စရာရှိတယ်ကျွန်တော်လူကြီးကိုလည်းခေါ်ပြီးသွားပြီအဲ့ဒါ तू ကျွန်တော်လည်းပြောပြော तू ကလေးကိုပဲ तू ကသူ့အိမ်ကိုပြန်လိုက်သိပ်ဖို့ပြန်ပြန်ခေါ်မယ်ပေါ့သူ့အိမ်မှာပြန်လိုက်ပြီးတော့အိပ်ပေးပါပေါ့ကျွန်တော်ကလက်မခံနိုင်ဘူးလူကြီးလာမှအမနဲ့ကျွန်တော်လည်းစကားပြောပြီးတော့ဒီကလေးကိုပြန်ထည့်မယ်ပေါ့ပြန်ထည့်တယ်မထည့်တယ်ကျွန်တော်စဉ်းစားမယ်ပေါ့အမရဲ့ ဲ့လိုအချိန်မှာ तू ကမရဘူးကျွန်တော်နဲ့ तू เนี่ยခြေတင်နေစကားများကြတာပေါ့အဲ့မှာဒီကလေးကိုပဲ तू ကပြန်ထည့်ဖို့ तू မရိုက်ပါဘူးမနဲ့ပါဘူး तू ပြောပြပြောတာပေါ့ဒါပေမဲ့ကျွန်တော်က तू ရိုက်ထားတဲ့ဒဏ်ရာတွေကညင်တာနဲ့သိတယ်လေ तू ကကလေးကိုပြန်ခေါ်ဖို့ပြပြောနေတယ်လေကလေးကိုပြန်ခေါ်ဖို့ပြောနေတော့ကလေးကပြန်ခေါ်လို့မရဘူးအချိန်ဒီမှာပြန်ခေါ်ခြင်းမခေါ်ခြင်းကဒါနောက်မှာလောလောဆယ်အဲ့အချိန်မှာအကိုကြီးကလည်းရောက်လာပြီလေဒါရွှေရကြကြလူကြာရဲ့ဥက္ကဋ္ဌပဲနော်ဆိုတော့ခေါ်လာတဲ့အချိန်မှာအားလုံးကိုခေါ်လိုက်တဲ့အချိန်မှာနေဒီကလေးကိုပြန်ဖို့ဖို့ယူစဉ်းစားမနေနဲ့ဘူးပထမဆုံးကကလေးဒီဒီမှာရောင်ကိုင်းပူးရောင်ပြီးကလေးမှာဖြစ်နေတဲ့အတန်တကျတဲ့ဆေးကုသဖို့တိုင်းတာကိုစဉ်းစားဆို ကျမတို့အဲ့လိုပြောတယ်ပြောတဲ့ချိန်မှာ तू ကလည်းကိုယ်ငွေမရှိကြောင်းငွေမရှိကြောင်း तू ဒီကလေးကိုတော့ပြန်ခုံမယ်ဆိုတဲ့အကြောင်းဒီကလေးကိုပဲပြန်ယူပြီးကျမလို့ပဲ तू ကအဲ့လိုပေါ့ဟို तू ကလွလွယ်လေးအခရပိုင်းရှင်းဟာပေါ့နော် तू ကလွလွယ်လေးနဲ့ဒီဥစ္စာကိုဟာတာသမီကိုရိုက်လိုက်လို့စိတ်ထွက်ပြေးသွားတာစိတ်ဆိုးလို့ပြန်ခုံမယ်ဆိုတဲ့ပုံစံမျိုးကိုပဲ तू ကလာပြီးတော့အဲ့လိုလုပ်တော့ကျမတို့ရရွာအနေနဲ့အားလုံးကမြင်တွေ့နေပြီလေရွာဆိုတာအတိတဲ့အတိုင်းပဲအားလုံးကဘာပဲဖြစ်ပါမိသားစုစိတ်အမြဲတမ်းရှိကြတယ်အဲ့ဒီအချိန်မှာဘယ်လိုပဲဖြစ်တယ်ဆိုတော့အုတ်ကြီးအနေနဲ့စီစဉ်တယ်စီစဉ်ပြီးတော့ရွာနာအနည်းဆက်အစည်းကအရင်ဆုံးပြရမယ် ဆိုတော့နင်လိုက်လို့ပဲဆိုတော့ပြောတဲ့ချိန်မှာ तू ကငွေလုံးမှမရှိဘူးမရှိရကတော့ကျမတို့ကြည့်အောင်ဥပဒေရာ तू ကပတ်စံဆိုင်ထုတ်ပြီးတော့ကျမတို့အဲ့ကလေးကိုဆေးကုသပေးဖို့လာနောက်မှတန်လာတွေကိုအဆက်ပြီးတော့လုပ်မယ်ဆိုတဲ့အကြောင်းလဲကျမတို့ဆေးကန်းကိုတော့ပြတယ်ဆေးကန်းကိုတော့ပြတဲ့ချိန်မှာဆေးကန်းကဘာဖြစ်လဲဆိုတော့ကလေးရဲ့တန်ရာကိုကြည်တာပေါ့ကြည်ရဲ့ချိန်မှာကျမတို့ဥပဒေတို့ဒီကလေးတို့ကျမတို့ကြွားဒီဒီရဲ့ပါသေးရလေကုညီလိုက်ပါကုညီစားတဲ့တွေရေအကုန်လုံးပေါ့အဲ့လိုမျိုးပုံစံမျိုးရဲ့အနေထားကြတော့ကျမတို့တွေကသူတို့ကဆေးရုံပြခိုင်းတယ် ဒါဆိုဒီလိုမျိုးအနေထားမျိုးဆိုတာပေါ့နော်ဟိုတာမန်စေခန်းလေးတာမန်အနေထားနဲ့ကုလလို့မရလိုက်တော့ဘူးဆိုတော့မော်ဘီစိဟုံပို့ပါဆိုတော့ကျမတို့ညာရင်းချင်းဥက္ခရာကြီးဒါကျမတို့ကရေတိုးရွာဥက္ခရာကြီးဆိုတာရှိသေးတယ်ကျမတို့ရွာရွာလေးရောဥက္ခရာကြီးအဲ့ဒီတော့တရင်ပို့ရတယ်အဲ့ကလေးကိုကော်ဆောင်သွားတယ်ရွာမှာလည်းကျမတို့ကားကူညီတဲ့သူရှိတယ်ကျမတို့ရွာကားနဲ့ပေါ့နော် ရွာပိုင်ကားတဲ့အဲ့လိုမျိုးလိုက်ပြီးတော့ရွာအကူကြီးတဲ့သူတွေသူ့ကားလေးနဲ့ကျွန်မတို့လိုက်ပြီးတော့ဆေးရုံသွားပြီးတော့ hobby ဆေးရုံပေါ့နော်မေဝီဆေးရုံပြလိုက်တဲ့အချိန်မှာကလေးကအတွင်းထံရတဲ့ပုံစံတွေကတော်တော်ပြင်းထန်တဲ့ပုံစံမျိုးပေါက်တဲ့အတွက်ကြောင့်ရန်ကုန်ဆေးရုံကြီးကိုလွှဲလိုက်တဲ့အခါဥက္ကဋ္ဌကြီးပကူတိုင်းဒီကျွန်မကျွန်မတို့ရဲ့တက်ညိုပင်ကြီးကဥက္ကဋ္ဌဥက္ကဋ္ဌကြီးကိုတိုင်းဒီပေါ့နော်လိုက်ပြီးတော့ကျွန်မတို့ရန်ကုန်ပြည်သူဆေးရုံကိုတင်ခဲ့ရတာပေါ့နော်အဲ17ရက်နေ့ညာ17ရက်နေ့ညာအဲဖြစ်တဲ့ညာပဲလေ17ရက်နေ့ညာဆိုတော့ ျွန်တော်ကတော့သူတို့လာပြောတဲ့အချိန်ကည9နာရီလောက်ပေါ့9နာရီလောက်ဖြစ်နေပြီပေါ့အဲ့အချိန်မှာရောက်လာတော့သူတို့ကအဲ့လိုအဲ့ကြောင့်ပြောကျွန်တော်လည်းကြည့်လိုက်တဲ့ခါကျတော့ဒီဒေတာဆိုတာလည်းကျွန်တော်တို့ဒေတာထဲမှာဆိုတော့ကျွန်တော်ကသိရလေဖြစ်လာပြီဆိုတော့ကလေးလေးကိုတွေ့လိုက်တာပေါ့နော်တရားရင်နဲ့တွေ့လိုက်တဲ့ခါကျဟာမလို့ဘလို့ဖြစ်လာတာတော့အဲ့ဒါနဲ့ तू ကအဲ့လိုပဲ तू ကလည်းဒီမှားသွားပါလို့ပြောတယ်ပေါ့နော်ဒါပေမဲ့ဟို तू ကလည်းဘူးဘူးဖြစ်နေချိန်မှာဘာမှတိတ်ပြီးတော့ဟို ဟိုတိကျတဲ့စကားမပြောသေးဘူးပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်တို့ကမဖြစ်သေးဘူးဒီကလေးကိုအရင်မလုပ်မလဲတို့တိုင်မင်းလိုက်ကလေးတက်ရှင်ဖို့အတွက်ပဲကလေးကိုတိုင်မင်းပြီးတော့လောက်ရအောင်နော်ဒီစားရဲ့ဆေးကန်းသွားတယ်သွားတဲ့ခါကျတော့ဆရာကတော့လုံးလုံးတည်းတက်တာအောင်ဆိုပြီးတော့တောက်ဆေးလေးပဲပေးနိုင်မယ်ဆိုပြီးတော့သူကတော့အာမဆေးထိုးစက်တော့လုပ်ပြီးလို့မရဘူးတော့သူကအတွေ့အကြံပြောပြလိုက်တယ်ဟုတ်ပြီဒါကြိုးဘူးရပြီတက်ဆေးတက်ဆေးကန်းပေါ့နော်အဲ့ကျွန်တော်ကသွားပြီးတော့အဲ့ဒါနဲ့ပေါ်ပြန်လာတဲ့ခါမှာကျွန်တော်အပိုင်ဥက္ကဋ္ဌကြီးကိုကြောင်းကြားပြီးတော့အကိုကြီးဒီလိုဖြစ်နေတယ် အဲ့ဆိုမင်းငါကြီးခေါ်လာခဲ့ဆိုတော့သူသူ့ကိုလည်းခေါ်သွားတယ်ကလေးကိုလည်းခေါ်သွားပြီးတော့အမိုင်ကျောင်းကိုပိုင်ရှင်ကိုလည်းခေါ်သွားတယ်ကလေးကိုလည်းကြောင်းကြလိုက်ပြီပေါ့ဗျာနောက်ဆုံးတော့စကောင်းလည်းကြောင်းကြလိုက်ပြီမစိရောက်တင်ခွင့်တော့ဒီလိုမျိုးဆက်ကြတော့လည်းအဆင်မပြေဘူးလေဆက်လက်ဆေးကုသပါဘူးပေါ့ဗျာနေမှာရန်ကုန်ကိုလွှဲလိုက်တော့မှကဲကိုကြီးကျွန်တော်တို့သွားပြီရန်ကုန်ကလေးကိုပို့လိုက်တော့မယ်ဆိုပြီးတော့အဲ့လိုသူ့ကိုလည်းကျွန်တော်တို့ဒါလိုက်ဒီပေါ်ကြီးမှာပဲသူ့ကိုအက်ခက်လိုက်ပြီရဲ့ဟုတ်အက်ခက်လိုက်ပြီကျွန်တော်ရွာလူတွေကဟိုဘယ်လိုပြောမလဲအလူကမြင်တွေ့နေရလေကလေးလိုတနာသွားတဲ့ခါမှာအဲကျွန်မတို့ဥက္ကဋ္ဌညမတီလိုက်တယ်ကျွန်တော်တို့အကုန်လုံးထည့်တော့အဲ့ရနေပဲပြီးကျွန်တော်တို့ကဆေးကုသမှုခံယူနေတာ ဘသူ့ဇီယာမှလည်းဘာမှလည်းဟိုမှမလုပ်ဘူးလေဒါမျိုးတွေလည်းကျွန်တော်တို့နားမလည်ဘူးဒီကလေးကိုအသက်ရှင်ဖို့တော့အခုလက်ရှိမှာတော့ကုတာနေတယ်ဟုတ်အခုဒီဘွား7သိန်းကျော်ရတာပေါ့အဲအဲ့ဒါဟုတ်ကဲ့ဟုတ်ကဲ့အဲအခုကုန်နေတဲ့အချိန်မှာတော့9သိန်းကျော်6သိန်းကျော်တော့ကုန်ပြီဒါပေမဲ့ကျွန်တော်တို့ကအခုလိုဖြစ်ပြီးတဲ့အချိန်မှာကျတော့ဟိုခုနပြောသလိုဆက်ပြီးတော့ကုတာဖို့ကတော့ကလေးအချိန်ကဘာမှတော့ဆက်မတည်သေးဘူးလေအဆက်မတည်သေးဘူးဆိုတော့ကလေးကတည်တည်ချက်ချက်ကိုအတွင်းဒီပါပေါ့ဒီမှာရောင်ထားတဲ့ဒီဒဏ်ရာကြီးကဟိုသူတို့ကဘာအဲ့အချိန်ကိုဆုံးဖြတ်လို့ကိုမရသေးဘူး ကျန်တဲ့ဒဏ်ရာတွေကိုတော့အဲ1 by 1 by ဒီစီကုံစီကုံမှာရောင်းနေရစီကုံကြီးကြောင်နေရမှာရောင်းနေရကြီးရတော့တို့ကအဖြေကိုတိကျမသိရသေးဘူးအဲဒီနေ့ကလည်းမျိုးသားပြည့်ဖြစ်နေပိတ်ထားရတဲ့အတွက်ကြောင့်ရိုက်ဖို့မရဘူးတို့ရကွန်ပျူတာတက်မှရိုက်မယ်လို့ပြောတယ်ခလေးကလည်းရှိနေနေလာမှာတော့စေုံစတင်နေချင်းနေတဲ့အစားတော့တက်တာတော့ဗောလေနေနေတော့တက်တာနေဗောနည်းနည်းတော့ခလေးကဒီရောင်းတာရမ်းတာလေးတော့နည်းနည်းကြားတယ်ဒါပေမဲ့အခုလက်မောင်းလေးတမာတော့တစ်ဖက်ရှိသေးတယ်အရိုးတော့မကြိုးအဲဒီနေ့ကလေးမှာတော့အဲ့လေအဲ့ခလေးကစကားပြောနိုင်တယ်အစားကတော့စားလို့မရသေးဘူးခလေးကဒီ ဒီအားကြီးတင်းမာနေတဲ့တောင်ဒီနှာခေါင်းကနေပိုက်ကနေပြီးတော့အစာဟောင်းဆုတ်ထုတ်ထားတယ်ဒါပေမဲ့ညဒါပေမဲ့ဆုတ်ထုတ်ထားတာကတင်းတင်းနေနေတွေကဆုတ်ထုတ်ထားတယ်ဒါပေမဲ့လို့အခုအချိန်မှာတော့ညတော့ကအန်လိုက်တဲ့အခါမှာအကလေးကတန်လဲပါတယ်တဲ့အဝါရောင်ရေတွေအန်နေတယ်အဲ့အတွက်ကြောင့်မလို့ဒီနှာခေါင်းဘက်ကကျွတ်သွားတယ်ကျွတ်ထားတယ်ပေါ့နော်ကျွတ်ပြီးတော့သူ့အခုဆံပြိုကလေးတိုက်ခိုင်းတော့ဆံပြိုကလေးနှစ်စုံတိုက်ထားတယ်အခုလက်ရှိမှာတော့သူ့ရဲ့အမေဆောက်နေတယ်ဆေးရုံဆောက်ပေးနေတယ်သူ့အဖေမေရှိတယ်ဆေးရုံမှာသူ့အဖေမေကိုဆောက်နေတယ် ရောက်ရကြရတော့ကျမတို့ရွာပဲအကုန်လုတ်ပေးရတယ်လေဒါအဆောင်ပေးတဲ့လူတွေရောအကုန်လုံးပေါ့နော်ကျမတို့တဲ့ညီမရွာဒီသားစုဝင်တွေပဲအကုန်လုံးဒါလုတ်ပေးထားတယ်အဲ့လိုလုတ်တဲ့ခါကျတော့သူ့ယောက်ျားရိုက်တာတော့မရှိဘူးနော်အိုင်အိုင်အိုင်အန်ဒီရပဲရိုက်တာအိုင်အန်ဒီနာမည်ဘယ်သူလဲဒီစကူတာတော့ပြင်ပွက်သွားတယ်ဒါလို့ဆိုင်ဘယ်လိုခေါ်လဲသူတို့လင်မယိုင်းစကားပြောရင်ဘယ်လိုပြောလဲနာမည်ဘယ်လိုခေါ်လဲနာမည်ရမခေါ်ဘူးရိုင်းမခေါ်ဘူးယောက်ျားမိန်းမတော့ခေါ်တယ်သူမိဘတွေကတော့ဘာပြောလဲဆိုတော့သူကလေးလေးလက်ရှိကောင်းအောင်ကုသပေးနေတာကိုပဲသူတို့ကကျေးဇူးတင်ပါတယ် အဲ့လိုကျမတို့ကဲတင်လာပြီးတဲ့လူတွေကျမတို့တွေကိုကျေးဇူးရက်တင်ပါတယ်အဒီလိုတော့သူတို့ပြောတာဗောလို့ကျမတို့အခုလည်းအောက်လိုက်တို့ကျမတို့ပေါ့နော်အစပြီးတော့ကဲတင်လာတယ်ဒီကလေးလေးကဟိုငပွားလေးကခေါ်လာပေးတယ်ကျမကနေပြီးတော့ဒီကလေးလေးဖြစ်စဉ်အတွက်ကိုအကုန်လုံးလိုက်ပါဆောင်ရွက်ပြီးတော့စေုံစေကံပို့တဲ့ဒီကိုဥက္ကဋ္ဌကြီးနဲ့ပူပေါင်းပြီးအကုန်လုပ်ပေးတယ်နောက်သူဒီလိုသူလောလောဆယ်လက်ရှိနေထားမှာတော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုပြုတ်လောက်လိုက်သူကတော့ဒါသူ့ရဲ့ထိုက်တန်တဲ့အတိုင်းတောင်လည်းကျမတို့ပဲစီစဉ်ပြီးတော့ဒါအကြောင်းကြားပြီးတော့ထိမ့်သိမ်းထားရတယ်အမှုဆိုတာကကျမတို့ဖွင့်ထားပြီလေအမှုကအမှုကဖွင့်ပြီသူ့အဖေမေလာတော့မှဖွင့်လို့ရတာလေ ဟိုမှာကျမတို့တွေသူဆိုတော့ကလေးတွေကနင့်နာဘူးဘက်ကတွေမှန်ကန်တဲ့လမ်းကြောင်းအတိုင်းဖြစ်အောင်သားကျမတို့ကလိုက်လို့ပြလို့ရတာလေဟိုဒီအမှုဖွင့်ခြင်းမဖွင့်ခြင်းတာသူ့အမေလာမှဖြစ်မှာမို့လို့အဲသူ့အမေရောက်တဲ့အချိန်မှာစစ်ချက်ယူပါ냐အကုန်မှုဖွင့်ပြီးပါပြီအဲလိုအမှုဖွင့်ထားပြီးပြီဒါပေမဲ့အမှုဖွင့်ထားပြီးပြီဆိုတဲ့အတွက်ကြောင့်မို့လို့လေသူ့အမေရောလက်တာဆက်လက်ထိန်းသိမ်းထားတာပေါ့နော် အခုလက်ရှိကုပေးမယ်ဆိုတဲ့အနေထားမှာကြတော့သူတို့တစ်ဖက်ကကတော့လာပြီးတော့ကျမတို့ကိုပြောတယ်ပေါ့နော်ကျမတို့ရဲ့ကုသပေးမှုကကျမတို့ကလည်းဟိုသူတို့ကရက်တန့်စေခြင်းမျိုးပေါ့လေကုသဖို့ဒီသူ့ရဲ့ဟိုဘယ်လိုကာယကံရှင်ပြုတ်လို့သူဒီကလေးကိုလုပ်တဲ့တရားခံဘက်ကခရပိုင်ရှင်ကအဲသူတို့ကိုဆက်ပြီးတော့ကုသခွင့်ပေးပါပေါ့အဲသူတို့ဆက်ပြီးဒီကလေးကိုကုသပြရစေဆိုပြီးတော့ကျမတို့ကြီးမှာပေါ့နော်ဒါကျမတို့ပြောကြစီမှာလာပြီးပြောရတဲ့အကြောင်းဒါကြောင့်လည်းကျမတို့ကဘာပြောလို့ရမှာလဲသူတို့ကုသကြပါလေဆိုတော့ဒါကလည်းကုသပေါ့အဲသူမနဲ့ကတော့စိတ်ယုံလာပါပါလို့ကျမတို့ပြောတယ် အကလေးမရတော့ပြောချင်တယ်ဆိုတော့ကတော့ဘသူပဲဖြစ်ဖြစ်ပေါ့လေဟိုစင်ရည်သည်ဖြစ်စေချမ်းသာသည်ဖြစ်စေပေါ့နော်ကုသသမီးကိုကိုမိဘကဟိုခိုင်းစားတယ်ဟုတ်တယ်မလားမိဘကိုလည်းသားသမီးကလှုပ်ကြွေးရမယ်ဆိုအဲ့လိုမျိုးအနေထားမျိုးတွေရှိတဲ့အတွက်ကြောင့်သူပိုင်သူသားသမီးကိုသူကလှုပ်ပိုင်ခွင့်ဟာလာခိုင်းပိုင်ခွင့်တွေရှိပါတယ် ဒါပေမဲ့လို့မိဖယ်မိပါတိုင်းပေါ့ဒါဆင်ခြင်းနဲ့ဆိုတော့ကကိုသားသမီးကိုသွားယူထားတဲ့အလုပ်ရှင်နဲ့ဆက်သွယ်ရှိရမယ်ခိုင်းစားနေတဲ့လို့ဆိုတာကြတယ်ခုလိုမျိုးသူ့အမေကလိလတတီကိုဘာဆက်သမှာမရှိပဲအဲ့လိုလာစားတွေပဲကြိုကြိုပြီးတော့ယူပြီးတော့သူသားသမီးနဲ့ဖုန်းလင်းနေပဲပြောတယ်ဆိုတာကြီးကတော့ဒါကမဖြစ်သေးဘူးဆိုတာတဲ့ဒါအားလုံးကိုလည်းပေါ့နော်စိရဲစီပြည်စီချမ်းသာတဲ့စီချမ်းသာတဲ့မိဘလည်းချမ်းသာတဲ့အတိုင်းနဲ့ပုံစံမျိုးနဲ့ဘာသားသမီးကိုခိုင်းစားပိုင်လို့ရှိရဲ့လေကိုသားသမီးပဲနော်အဲ့လိုပဲအခုသူတို့လည်းပဲစိရဲတဲ့မိသားစုအတိုင်းကိုယူကြရတယ်ဒါပေမဲ့လို့ပြောချင်တာလေးတစ်ခုက ဟိုကိုသားသမီးကိုပတ်စံရအောင်လေတခုတည်းသူကပေးမယ်ဆိုတော့အလုပ်ရှင်ကပြောတိုင်းနဲ့ဒါယုံကြည်လို့မရပါဘူးကိုသားသမီးနဲ့ကိုအဆက်အသွယ်လေးအများနဲ့လုပ်ပါဆိုတဲ့အကြောင်းပေါ့နော်အခုလိုမလိုလားတဲ့ပြဿနာကြီးဖြစ်လာတဲ့အချိန်ကြတော့လေမိမတွေအတွက်လည်းမကောင်းဘူးကိုသားသမီးဆိုတဲ့ကာယကံရှင်ကလေးလေးဆိုတာလည်းရမ်းနေတာပါလေကလေးလေးက၁၂နှစ်၁၃နှစ်ပဲရှိသေးရဆိုတဲ့အခါမှာလည်းဟိုဘာပဲပြောပြောပေါ့နော်ငါသားသမီးလို့ဘာတွေနဲ့ဘယ်လိုတွေခိုင်းတယ်ဒါပြောတိုင်းလည်းမယုံဘူးအဲ့ဒါအခုလိုမျိုးပို့ထားပြီးပြီးနှုတ်နှစ်ဘက်ပြေလဲလို့ကိုသားသမီးကိုကျင်းတဲ့လို့ခိုင်းတယ်ဆိုရင်လည်းဘာပဲပြောပြောပေါ့မိမရဲ့နေတာကြီးကြီးဆောင်းမစေချင်တာပဲ အခုဒီလှုပ်ရှင်တွေအားလုံးဘက်ကပြောမယ်ဆိုရင်လည်းမိဘ main အမျိုးသမီးတိုင်းရအခုဆိုဖြစ်စင်ပါလို့ဒါအမျိုးသမီးပေါ့နော်အမျိုးသမီးတိုင်းဆိုတာလဲသူဟာအခုဆိုလို့ရှင်တရိစံလေးလောက်မှသူမွေးမြူပေးရထားရဆိုတော့လဲနော်စိတ်စေတနာအရရရမှာပါလှုပ်ရှင်ဆိုတာလှုပ်သားသမီးစုံမလို့ရပါတယ်ဒါပေမဲ့အခုလိုမျိုးကြီးပေါ့နော်လွန်လွန်ဝဝကျူးကျူးလွန်လွန်ကြီးအဲ့လောက်ကြီးကတော့မဖြစ်သင့်ဘူးဆိုတဲ့အကြောင်းပဲကျွန်မကတော့အဲ့လိုမျိုးပြောကြချင်ပါတယ်